ဖလားပိုင်းကော်ထားတဲ့အသင်းကိုမှဖလားရအောင်တလုပ်ပေးခဲ့ပြီလို့ထုတ်ပယ်ခံရတဲ့ post ဒီအလုံးမင်္ဂလာပါကျမယူကတော့ဒီအားဒီမှာ16နှစ်ကြာဖလားလက်မဲ့ဖြစ်နေမှုကိုအဆုံးသတ်နိုင်ခဲ့ပြီးတော့ငချောက်တန်းဖလားကြီးကိုကံပြောင်းနိုင်ခဲ့ပါတယ်ကျမယူကပြည်တွင်းနဲ့ဥရောပမှာဖာရှင်နှလုံးနဲ့ကစားသွားခဲ့တာဖြစ်ပြီးတော့ final မှာလည်း KG တွေကို PTV Champion ဖြစ်ခဲ့ပါတယ် ဂျပန်ရီရဲ့နီးပြကြီးပေါ်စတီကသူ့ရဲ့ဒုတိယမြောက်ရာသီမှာဖလားရတတ်တယ်ဆိုပြီးကြုံမာထားခဲ့ပြီးတော့အမှန်တကယ်လဲဖလားရရှိခဲ့ပါလိမ့်ဂျပန်ရီလူနဲ့နေရှင်အတန်းဝင်းနေကြရတဲ့ဆူပလာအောင်မြင်မှုကိုပြန်ရအောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်းပရီးမီးယားလီဂ်ရာလတ်တွေကအားရစရာအနေထားမရှိပါဘူးပရီးမီးယားလီဂ်မှာဆိုရင်38ပွဲကစားခဲ့ရမှာ7ပွဲသာအနိုင်ရရှိပြီးတော့9ပွဲတည်ရကြပြီး22ပွဲရှုံးနေတာပါလိမ့်မကြောက်တမ်းဖလားကိုယူပြီးတော့ဒမ်ပလားငွေငွေကိုတော့ခွေးတို့ဘောက်ကနေရရှိသွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းပရီးမီးယားလီဂ်မှာတော့သူတို့အသင်းရဲ့ရာလတ်တွေကလက် ခန့်ခြင်းစရာမရှိခဲ့ပါဘူး အစောပိုင်းမှာကလေးကငကြောက်တန်းပလာရယူနိုင်ခဲ့တယ်ဆိုရင်တော့မှနီးပြဤပေါ့စတီကိုထုတ်ပယ်နိုင်တယ်ဆိုပြီးသတင်းတွေထွက်ခဲ့တာပါအခုတော့ဂျပန်ဤသူကဖလားယူပေးခဲ့တဲ့နီးပြကိုတရားဝင်ထုတ်ပယ်လိုက်ပြီလည်းဖြစ်ပါတယ်နီးပြပေါ့စတီအားဆိုရင်2023-2024ရာသီမတိုင်ခင်တုန်းကမှဂျပန်ဤသူစီကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်အော်စတြေးလျလူမျိုးနီးပြဖြစ်ပြီးတော့ဆက်တဲ့တန်တဲ့သူအောင်မြင်မှုတွေရယူနိုင်ခဲ့ပြီးတဲ့နောက်ဂျပန်ဤသူစီကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဂျပန်ဤသူနဲ့ပထမရာသီမှာအဆင့်9နဲ့တာရာသီတိုင်နိုင်ခဲ့ပြီးတော့စူပလာအောင်မြင်မှုတော့မရခဲ့ပေမယ့်ငကြောက်တန်းပလာဝင်ဝင်ရအောင် ောင်းနှုန်းဆန်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒုတိယမြောက်ရာသီမှာစုပလအမြင်မှုရလာခဲ့ပေမဲ့ပြည်တွင်းရလဒ်တွေကတော့အရှက်ရစရာဖြစ်နေခဲ့တာကြောင့်ထုတ်ပယ်မှုတွေပဲဆုံးဖြတ်လိုက်ပါတယ်။တချို့သောပြည်သက်တွေကတော့ဖလားယူပေးခဲ့တာကြောင့်ကျေးဇူးကမ်းတယ်ဆိုပြီးတော့ဂျပန်ကြီးတွေကိုဝေဖန်နေခဲ့ပါတယ်။လက်ရှိမှာဆိုရင်တော့ဂျပန်ကြီးတွေကပေါ်စီရဲ့နေရာကိုအစားထိုးဖို့အတွက်နိဗျတဲ့ရှာဖွေမှုတွေစတင်လှုပ်ဆောင်နေပါပြီ။လက်ရှိမှာဆိုရင်တော့ပြားသင်းနိဗျဖြစ်တဲ့ Thomas Frank ကိုအဓိကစိတ်ဝင်စားနေပြီးတော့စောင့်ကြည့်နေပြီလို့လည်းသိရပါတယ်။ Thomas Frank ဟာပြားသင်းကိုတန်တက်လာဆန်းဆောင်ပေးနိုင်ခဲ့တယ်။နိဗျကောင်းတူဖြစ်ပြီးတော့ လက်ရှိချိန်ထိလည်းပရီးမီးယားလီးဂ်မှာအလဲလက်အသင်းသင်းနေနဲ့ရပ်တည်နိုင်ခဲ့ပါတယ်။အရင်ကတည်းကသောမတ်စ်ဖရန့်ကိုအသင်းကြီးတွေကပါခေါ်ယူဖို့စောင့်ကြည့်ခဲ့ကြဖြစ်ပါတယ်။သောမတ်စ်ဖရန့်အပြင်ဘုံမောက်နီးပြအီရာဝူလာနဲ့ဘယ်လစ်နီးပြဂလတ်စနာအသင်းလက်မဲ့ဖြစ်နေတဲ့ရှာဗီတို့ကိုလည်းချက်ပါကြီးတို့စောင့်ကြည့်နေပါတယ်။ဓမ္မလာဝင်ဝင်ရရှိထားတဲ့အချက်ကတော့ချက်ပါကြီးတို့နီးပြသစ်ခေါ်ယူရမှာအသက်တာတစ်ချက်လိုဖြစ်လာနိုင်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။